ာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ရုရှားသမ္မတပူတင်ကတဲခဲနဲ့ရင်းပြင်းနီအောင်ပွဲ80ပြည့်ဂုံပြူကပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်ကိုနိုင်ငံကြီးများရဲ့ကောင်းဆောင်များနဲ့တဒန်းနဲ့မထိုင်ခိုင်းမဲနောက်တန်းမှာနေရာချထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရုရှားသမ္မတပူတင်ကတဲခဲနဲ့ရင်းပြင်းနီအောင်ပွဲ80ပြည့်ဂုံပြူကပွဲနဲ့ညစာစားပွဲမှာမင်းအောင်လိုင်ကိုနိုင်ငံကြီးများရဲ့ကောင်းဆောင်များနဲ့တဒန်းနဲ့မထိုင်ခိုင်းမဲနောက်တန်းမှာနေရာချထားကြောင်းရုရှားဆိုရနဲ့စစ်ကောင်စီကထုတ်ပြန်တဲ့ဓာတ်ပုံဗီဒီယိုမှတ်တမ်းနေရာ သိရပါတယ်။မနေ့ကမနေ့လရှိရနေညပိုင်းရုရှားသမ္မတပူတင်ကရုရှားနိုင်ငံကိုရောက်ရှိလာတဲ့တရုတ်သမ္မတရှီကျင်းပြင်အပါအဝင်နိုင်ငံခေါင်းဆောင်တွေကိုဂုံပြူညစာစာပွဲနဲ့ကပွဲကိုဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီပွဲမှာအကြံဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအခြားနိုင်ငံငယ်များမှခေါင်းဆောင်များနဲ့အတူနောက်တန်းမှာနေရာချထားခဲ့တာကိုတွေ့ရပါတယ်။မနေ့ကညဂုံပြူညစာစာပွဲနဲ့ကပွဲကျင်းပရာ Antwi Sky မှာ ခမ်းမာမှာတရုတ်သမ္မတရှီကျင်းဖြင့်နဲ့ရုရှားသမ္မတပူတင်တို့ကရှေးဆုံအတန်းမှာတံတန်းနဲ့ထိုင်ခဲ့ရပြီးနောက်ဖက်ကြတဲ့ထိုင်ကုန်တန်းမှာမင်းအောင်လိုင်းနဲ့အခြားနိုင်ငံငယ်များမှခေါင်းဆောင်များကိုနေရာချတာပြေးခဲ့တာကိုတွေ့ရပါတယ်။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမှာ1942-1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်ကြီးတက်ပွဲပြုလုပ်မှာဖြစ်ပြီးမြန်မာစစ်တပ်လည်းပါဝင်ကြီးတက်မှာဖြစ်ကြောင်းသိရပါတယ်။ အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မှုပုံမူကြီးလင်းနိုင်စုနဲ့လက်အောက်ခံများကစစ်မှုနဲ့တပ်သားတင်အယံဝင်များလုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံမှုများဖြင့်အမှုစဉ်ဖမ်းဆီးငွေချင်းချောင်းတောင်းမှုများလုပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မှုပုံမူကြီးလင်းနိုင်စုဦးဆောင်တဲ့ဖွဲ့ကလူစားတို့စစ်မှုနဲ့တပ်သားတင်များအယံဝင်လုပ်ခြင်းအကြမ်းဖက်မှုနဲ့နိုင်ငံမှုများဖြင့်အမှုစဉ်ပြီးငွေချေးချမ်းသာသူများကိုဖမ်းဆီးငွေချင်းချောင်းတောင်းယူခြင်းများလုပ်ဆောင်နေရရှိကြောင်းဖမ်းဆီးငွေချင်းညှဉ်းခံသူတချို့နဲ့စစ်မှုတန်းဖြင့်ဖမ်းဆီးငွေညှဉ်းခံသူတချို့ထံမှသိရ ပါတယ်။2024ခုနှစ်ဩဂုတ်လတွင်ကလောမျိုးစေဦးစေးတက္ကသိုလ်မှဗိုလ်မှူးကြီးလင်းနိုင်စိုးကိုမန္တလေးနန်းတွင်းအခြေဆိုင်အလဲပိုင်းနိုင်စစ်ဌာနချုပ်ဒုတိယတိုင်းမှုဖြင့်ပြောင်းရွှေ့ခန့်အပြီးချိန်ကစပြီးလူစားတို့စစ်မှုထမ်းတသားတင်များအယောင်ဝယ်ကိုတွင်တွင်ကျကျလှူဆောင်လာကြောင်းမန္တလေးမှာစစ်မှုထမ်းဖို့အကျုံးဝင်တဲ့အသက်16နှစ်မှအသက်35နှစ်အတွင်ငွေကြေးချမ်းသာသူများစီးပွားရေးလုပ်ငန်းရှင်များရဲ့သားများစင်ကိုဒုတိယတိုင်းမှုဗိုလ်မှူးကြီးလင်းနိုင်စိုးကစစ်ဘက်ရာလုံးကျုံရင်ဖွဲ့များကိုကောက်ယူခိုင်းခဲ့ကြောင်းသိရပါတယ်။အလဲပိုင်းနိုင်ဒုတိယတိုင်းမှုဗိုလ်မှူးကြီးလင်းနိုင်စိုးကငွေ ွေကြေးတက်နိုင်သူများရဲ့တာများကိုစစ်မှုထမ်းစီမံမပါလိုပါကငွေကြေးပြည်ရန်တောင်းယူခိုင်းခြင်းလူစားတို့စစ်မှုထမ်းတတဝင်ယူရမယ်လို့ဆိုပြီးငွေကြေးတောင်းယူစားတို့ပေးခြင်းများလှုပ်ဆောင်နေကြောင်းအဲ့ဒီလိုငွေကြေးချင်းချောက်တောင်းယူမှုတွေကိုဒုတိယတိုင်မူကြီးဘုံမူကြီးလင်းနိုင်စိုးကဦးဆောင်ပြီး၎င်းရဲ့လက်အောက်ခံဆရာရှိတွေကဆောင်ရွက်ပေးနေကြခြင်းဖြစ်ကြောင်းသိရပါတယ်။ ဦးဆောင်နာကတော့ဒူတိုင်မှုပေါ်ဒါပေမဲ့သူ့ရဲ့လောက်ကန်အလေးပိုင်းတဲ့စစ်ဌာနချုပ်ကစစ်ဗတ်အရာလုံခြုံရေးဂျီဝမ်အာကာမောင်နဲ့ရဲမှုတွေနဲ့ပေါင်းပြီးစစ်မှုထံဥပဒေအကြောင်းပြပြီးငွေညစ်တဲ့နောက်ပြီးငွေကြေးချမ်းသာတဲ့သူတွေလုပ်ငန်းရှင်တွေကိုအကြောင်းမရှိအကြောင်းရှာသူတို့ပါဇက်ထက်ကပုံမှန်တွေထုတ်ပြောဖန်ဆီးပြီးငွေညစ်တောင်းနေငွေရရင်ပြန်လွတ်ပြီးတဲ့လုပ်ငန်းရှင်တွေဆိုရင်တအုပ်ကိုငွေသိန်းရာခဏထီတောင်းပါတယ်ငွေပေးပြီးပြန်လွတ်လာလို့ရှိရင်လည်းဒါတွေကိုမတိုင်ဖို့ချိန်ချောက်တဲ့ဒီချိန်မှာ PDF နဲ့ပတ်သက်တဲ့ဆိုပြီးရှင်းပြလိုက်လို့ရတယ်ဆိုပြီးချိန်ချောက်တယ်လို့ပြောပါတယ်ဒါအပြင်အလေးပိုင်းတဲ့စစ်ဌာနချုပ်ဒူ ရားတိုင်မှုဘုံမူကြီးလင်းနိုင်ဆိုကနိုင်ငံရေးမှုအကြံဖတ်မှုပုံမှန်တွေနဲ့အမှုစဉ်ဖမ်းဆီးခံထားသူတွေရဲ့ကြံရည်သူမိသားစုတွေကိုငွေညစ်တဲ့ပြင်ငွေကြေးလက်ဆောင်ပစ္စည်းများတောင်းယူခြင်းအခြားသောအခွင့်အရေးများစွာကိုတောင်းယူခြင်းများလည်းကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။တချို့နိုင်ငံရေးဆက်နွယ်မှုတွေကသူ့မှာပြန်လွတ်ပေးနိုင်တဲ့အခွင့်အာဏာမရှိဘဲလုံဆားနေလို့မရှိရှိတာရှာဖွေလက်တွန်းနေရတာဒုတိယတိုင်မှုကငွေကြေးတစိုးလက်ဆောင်ရသမျှအကုန်တောင်းယူလက်ခံယူထားတာဖမ်းဆီးခံရတဲ့သူတွေရဲ့မိသားစုတွေကတော့ကောက်ရိုးတမြင်နေတဲ့ဒုတိယတိုင်မှုကြီးဆိုပြီးကိုလူကိုတတ်တာစေဖို့မျက်နှာ ချိုသွေးတောင်းတာအကုန်ပြီးနေရတာလို့လက်တလော PDF ဆက်နွယ်မှုနဲ့ဖန်ဆီးခံထားတဲ့လူငယ်တောင်ရဲ့မိတ်ဆွေတောင်ကပြောပါတယ်။ မန္တလေးအလဲပိုင်းနိုင်စစ်ဌာနချုပ်ဒုတိယတိုင်မှုဘုံမူကြီးလေးနိုင်စိုးကစစ်တပ်ကတော့ပတ်စဉ်40ကျောင်းဆင်းဖြစ်ပြီးလက်ရှိနန်းတွင်းစစ်ကြောရေးကိုဥဆောင်စစ်ဆေးခြင်းနဲ့အလဲပိုင်းနိုင်စစ်ဌာနချုပ်ရဲ့စစ်ဘက်ရာလုံခြုံရေးလုပ်ငန်းများကိုဥဆောင်လုပ်ကိုင်နေရကြောင်းသိရပါတယ်။နောက်ထပ်တပုံးအနေနဲ့ဘုံမော်မြို့မှာစစ်ရှောင်များခိုးလုံနေတဲ့ကန်နာရှိတ်တာဘုံကြီးကျောင်းကိုစစ်တပ်ဘုံကျဲပြီး15ထပ်မင်းတေဆောင်က30ကျော်ထဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘုံမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ဒေသခံပြည်သူ400ကျော်ခိုးလုံနေတဲ့ဘုံကြီးကျောင်းကိုစစ်ကောင်စီကဒီကနေ့မေလ10ရက်နေ့အလေကျောင်းမှာဘုံကျဲတာကြောင်းစ စစ်ဆောင်ဆန်ကောင်းထမင်းတေဆောင်ပြီး30ကျော်ထဏ်ရရရှိကြောင်းဗမောမျိုးတိုက်ပွဲသတင်းများဖော်ပြနေတဲ့ဗမောစကော့တင်းနဲ့ဒေသခံတို့ကပြောပါရယ်ဗမောမျိုးညာပင်ရက်ကွက်ရှိကန်းနာရိတ်တာဖုန်ကြီးချောင်းကိုမေလာရှိရည်ညနေ9:00နာရီကမှ Jet Fighter နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်သွားတာဖြစ်ကြောင်းသိရပါရယ်တိုက်ပွဲတော့ဒီကျောင်းမှာစုပြီးတော့နေနေတာကျမတို့အမျိုးတွေလည်းပါတယ်စုစုပေါင်း400ကျော်တယ်ဒီကျောင်းကမှတည်ပြီးပြစ်သွားတာတေဆောင်နေတယ်မှာကလေးတချို့ပါတယ်နေရပြောင်းနေရတယ်လူစစ်ပေးရှောင်းနေဗမောမျိုးကန်တောက်ကပြောပါရယ်စစ်ကောင်စီရဲ့လေကျောင်းတိုက်ခိုက်မှုကြောင့် ကန္နာရိတ်တာဖုန်ကြီးကြောင့်မှစစ်ပေးရှောင်နေတဲ့ပြည်သူ15ဦးထပ်မင်းတေဆုံးပြီး30ကျော်ဒဏ်ရာရသွားကြောင်းဒေသတွင်စစ်ရေးသတင်းရင်းမြစ်တွေဖော်ပြနေတဲ့ပမော့စကော့တင်ကသတင်းထုတ်ပြန်ပါတယ်။ ကျော်စွာပါဝင်စစ်ကောင်စီဝါရဖြင့် Telegram Channel တွေကကန္နာရှိတ်သားဖုန်ကြီးကြောင့်ကိုဖုံးကျဲတာကို drone နဲ့ရိုက်ကူးထားတဲ့ video file အတုံတင်ပြီး KYA နဲ့ PDF တွေရှိတဲ့နေရာကိုဖုံးကျဲတယ်လို့ဝါရဖြန့်ချီထားတာတွေ့ရပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KYA နဲ့ပူးပေါင်းတပ်တွေကဗမာမျိုးသိန်းတပ်ပွဲကို2024ဒီဇင်ဘာလရက်နေ့မှာစတင်ခဲ့ပြီးဒီကနေ့တီတိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားနေပါတယ်။သကိုင်းငလင်ကြီးလှုပ်ပြီးတဲ့နောက် KYA ကရပ်ပေါင်း20ကြာယာယီအပြည့်ရက်ခဲတဲ့အပြည့်ရက်ကာလပြီးဆုံးပြီးတဲ့နောက် AP 25ရက်ကစပြီးဗမာမျိုး ကိုအပိသက်သိမ့်ပိုင်ဖို့ KIA နဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်နေတာပါ KIA နဲ့ပူပေါင်းတပ်တွေကဗမော်ရဲ့တင်ကားတရင်များဗမော်လေစိတ်အပါဝင်စခန်းများတရင်များစွာကိုသိမ့်ပိုင်နိုင်ပြီဖြစ်တော်လဲစစ်တပ်ရဲ့အဓိကခန်းစစ်တရင်များဌာနချုပ်တွေဖြစ်တဲ့စခခ21နှစ်ခလာရ49တို့ကိုအပိသက်သိမ့်ပိုင်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုင်းနေတဲ့အခုတစ်ချိန်ထိုးစစ်မှာစခခ21ရဲ့ကာကင်းများအဲ့ဒီဝင်တွင်ရှိနေရာချုပ်ကိုပါသိမ့်ပိုင်ထားပြီးအတိအပိသက်သိမ့်ပိုင်ဖို့ထိုးစစ်ဆင်နေတဲ့လို့စစ်ကောင်စီကလည်းတိုက်လင်ရင်နဲ့ပုံကျင်းချင်းဒရုန်းနဲ့ပုံကျင်းချင်းတို့ဖြင့်အပြင်းအထန်ကူခံနေပါ ါတယ်။မြို့ကန်အများပြားထွက်ပြေးတိမ်းရှောင်သွားတော့လေအခြားဒေသကိုစစ်ပေးရှောင်ဖို့ငွေကြေးချို့တဲ့သူများအခြားဒေသကိုမသွားလို့သူတွေကဖုန်ကြီးကြောင်းများမှာခိုးလုံနေကြရပါတယ်။မေလာရှင်းရက်နေ့လေကြောင်းတိုက်ခိုက်မှုကစည်ရေးပြတ်မဟုတ်တဲ့နေရာတွေကိုတိုက်ခိုက်ခြင်းဖြစ်ပြီးအရက်သားများတိစုံမှုအတွက်စစ်ကောင်စီတာဝန်ခံရမယ်လို့ KYI နဲ့နှိဆက်တဲ့သတင်းရှင်းမြစ်တွေကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ဖုန်ကြီးကြောင်းပျက်စီးသွားပြီးကြန့်ရှိတဲ့စစ်ရှောင်380ကျော်ကို KYI နဲ့မဟာမိတ်တွေကဘေးလွတ်ရာနေရာကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးဖားကန့်လန်ပိုင်းကမ္မော်ရွာမှာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်ဆွေရနေရာချို့ကရင်တိမ့်ပိုက်တဲ့အကြောင်းပြဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်ကမ္မော်ချင်းရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဆွေရနေရာချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကတိမ့်ပိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တချို့ကအသိပေးပါရတယ်။ ရခိုင်နေတွေကလည်းတိုက်ပွဲပြင်းထန်နေတဲ့ကံမော်ကျေးရွာမှာမေလာရှိရဲ့မင်းကစားပြီးတနင်္ဂနွေတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကစစ်ကောင်စီကမေလာရှိရဲ့ညပိုင်းမှာနေချောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်ကံမော်ရွာဖုန်ကြီးကျောင်းမှာသူတို့စုနေကြတာအဲ့ဒါကိုကျွန်တော်တို့သွားပြီးမှထိုးစစ်ဆင်ပြီးနှစ်နာရီကြာကြာလောက်မှာဖုန်ကြီးကျောင်းကအကောင်လုံးရှင်းလင်းလိုက်ပြီးလို့ကချင်းစည်ရေးတရင်ရင်မြစ်ကပြောပါရယ်ကံမော်ရွာရှိစုတောင်းတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ကြောင်းတရင်ရတော့လေတိမ့်ပန့်ရရှိခြင်းမရှိသေးဘူးလို့သိရကြောင်း၎င်းကပြောပါရယ် ကမ်းမော်မှာစခတွေတော်တော်လေးအထိနာသွားတယ်လို့စစ်ရေးတရင်အရင်မြစ်ကပြောပါရစ်စစ်ကောင်စီတပ်ကမီလာရှင်ရဲ့ည၈နာရီမိနစ်၄၀ကစပြီးလေကြောင်းတိုက်ခတ်မှု၄ကြိမ်ပြုလုပ်တုံ့ပြန်ခဲ့ကြောင်းပြောပါရစ်အခြားစစ်ရေးတရင်အရင်မြစ်တအုပ်ကကမ်းမော်ရွာဖုန်ကြီးကျောင်းနဲ့စူတောင်းတောင်နေရာတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီမင်းစီတန်းပြည်သူစစ်ရွှေမင်းပြည်သူစစ်များကိုမင်းကတိုက်ခိုက်ခဲ့ရာလက်နက်ခဲယံများစွာသိမ်းဆည်းရရှိပြီးစစ်ကောင်စီပြည်သူစစ်ပူးပေါင်းတပ်များထွက်ပြေးသွားတယ်လို့လူမှုကွန်ရက်မှာအသိပေးထားပါရစ်ဒါအပြင်ကရရင်ပူးပေါင်းတပ်ရဲ့ပမော်မျိုးသိန်းစစ်စင်ရေးတိုက်ပွဲဆက်ရှိနေပြီး ်စစ်ကောင်စီတပ်မိသားစုအချို့အပါအဝင်ပိတ်မိပြည်သူတွေကိုလည်းတိုက်ပွဲဖြစ်ရာဆုံးမှာ KIA ပူးပေါင်းတပ်ကကဲထုတ်နိုင်ခဲ့တယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။ကချင်ဒေသစည်ရေးချီနေတွေကိုမေးမြဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးထံဆက်သွယ်ထားဆဲဖြစ်ပြီးပြန်ကြားချက်မရသေးပါဘူး။